မင်္ဂလာပါ channel msn ပါတန်းစင်ပွဲကြောင်ပြောမှာဖြစ်ပါတယ်တန်းစင်ပွဲကြောင်ဆိုမယ်တန်းစင်ကြောင်ကတိတ်ပြီးတော့မိတ်ဆက်ပေးနေကြမလို့ခွန်ပွန်နိုင်ကိုပဲအဓိကထားပြီးတော့ပြောမယ်ဒါပေမဲ့သူ့ကိုလည်းတီးတော့တီးကြတယ်ဗျဆိုရန်တဲ့ပွဲမှာကျွန်တော်တို့စားတီးကြတယ်မိုးထောင်တဲ့ပွဲမှာနှစ်ခါပြန်မှတ်မိသွားပြီဝမ်းမှာအခုဆိုရင်သူက၅ပွဲဆက်နိုင်ထားတယ် record ရဆိုရင်တော့ short တွက်လို့မရဘူးကိုပွဲထိုး9ပွဲနိုင်2ပွဲရှုံးပါရှုံးပွဲနှစ်ပွဲရတော့အလဲထုံးနဲ့ရှုံးထားပါတယ်။နိုင်ပွဲတွေထဲမှာလည်းသုံးပွဲကအလဲထုံးနဲ့ပြန်နိုင်ထားတယ်ဆိုတော့ဒါကိုကြည့်ချင်းအဖြစ် သူဒီ decision fighter မဟုတ်ဘူးဆိုတော့သိတာပါလိမ့်မယ်။ component noise စောတဲ့ပုံစံကပါနေတယ်ဗျ။အမှန်အနေဆုံးစောတဲ့ဘက်ကိုသွားတယ်။ပြိုင်ဘက်တိုင်းကိုလည်းသူတိတိကျကျလိလာတာကိုတွေ့ရတယ်။အကွာဝေးကို letter sent reach ကနေပဲစောတယ်။အဲ့ထက်ဝေးသွားရင်လည်းသူမလုံးတက်တယ်လို့ reach ကိုကြော်ဝင်လိုက်ရင်လည်းသူမကင်တွဲနိုင်ပြန်ဘူး။ဒီမှရင်အဖြစ်တော်လေးပါနေပြီနော်။နောက်တစ်ခုကသူကကောင်းတာသမား စိတ်အယမ်းရှိတယ်ခြေကံကြက်တွေကိုဖမ်းနိုင်တယ်အထူးသဖြင့် body kit တော်တော်များများကိုဖမ်းနိုင်တာတွေ့ရတယ်တန်းစင်ကခြေကံကြက်အယမ်းတုံးတယ်ဒါဆိုရင် body ဘိုင်းကိုမကန်သင့်တော့ဘူးကန်ရင်ဖမ်းပြီးတော့မွေထိုင်း sweet လုံးလိမ့်မယ်တချို့အခြေအနေတွေမှာ low kick ကိုတော့မှဖမ်းနိုင်တာကိုတွေ့ရတယ်။ဆိုတော့တန်းစိအနေနဲ့ပင်ကိုကိုကခြေကံအားကိုအရန်အားပြူတာရယ် super leg gym မှာဆောင်းနေတာရယ်ကြောင့် ကစ်ပိုင်းက share ကောင်းလာမှသိကြတယ်။ဒါပေမဲ့တစ်ဖက်ပြိုင်ဘက်ကခြေကန်ချက်ကိုဖမ်းနိုင်တဲ့ကောင်ဖြစ်နေတော့စောတဲ့နာကလက်သီးနဲ့မျက်နှာကိုအယောင်ပြပြီးတော့ low kick ကန် body ဘိုင်းကတော့အခြေနေကြည့်ကန်ပေါ့ဗျာ။နောက်တစ်ခုတန်းစင်ကဂင်ဆန်လက်နဲ့ပွဲမှာအောက်ခြေခတ်ရင်ညာလက်ကျတဲ့တာကိုသူတို့သိထားတယ်။ဂင်ဆန်လက်ကဘဲတန်းအခုခွန်ပွန်နွိုင်ကလည်းဘဲတန်းအဲ့တော့တန်းစင်ကန်တဲ့အချိန်ဘယ်ဘက်ကို45 degree ထွက်ပြီးတော့အမြင့်ကန်ချက်တွေထပ်ပြီးတော့ကန်လိုက်မယ်အဲ့ဒါဂျင်းသေးတယ် လူတိုင်းကနောက်ဆုံးဘွဲမှာဒီကောင်ဘလို့ရှုံးသွားလဲဘာတွေလိုအပ်လဲဆိုတာကိုလေ့လာမှာပဲအဲ့ဒီတိုင်ထပ်လုပ်ကြည့်မှာပဲခွန်ပွန်နိုင်ကကင်ဆယ်လက်စီကနေပြီးတော့အကြံဉာဏ်တောင်းရင်တော့မှတောင်းနေနိုင်တယ်အဲ့တော့ကိုလူကညာလက်ဒီဘွဲမှာလုံဝကြားလို့မရအောင်နောက်တစ်ချက်တန့်စင်ကကလေးပါအခုမှ27ရှိသေးတာနေရာတော်တော်များများမှသူ့ကိုထုံးလွင်မို့ကိုအရင်အကူလွန်းနေတချို့ decision တွေကိုသူချရင်မှားသွားမလားဆိုတဲ့စိတ်ရှိတယ်အဲ့ဒီကြောင့်စိတ်ကလေးကကျိုးဝိုင်းထဲမှာလည်းတွေ့ရတယ်လုံးတဲ့နာကိုပြပြတသားလှုပ်ဖို့ ကော်နာကိုပြန်မကြည့်ဖို့လိုတယ်ကိုစိတ်နဲ့ကိုမြဲနေစေချင်တာမျိုးဗျာအာယုံနေပြန်လွင့်နေလို့မရဘူးပွဲပေါ်ကိုအာယုံဆိုင်မှုအပြည့်ဝရှိနေဖို့လိုတယ်ကျွန်တော်တေချာပြောရတာကတန်းစဉ်ရှေ့ပွဲတွေမှာကွင်းထဲမှာသူ့ရဲ့စိတ်ကအပြည့်ဝရှိမနေဘူးမှားမှာကြောက်နေတာမျိုးတွေဒိုင်ကိုလှမ်းကြည့်တာမျိုးတွေဒါတွေကမိုင်းကိန်းမှာဆိုရင်အရန်စကားပြောပါတယ်မာကွန်ပိုင်းကိုပြောမယ်ဟုတ်တယ်တန်းစဉ်ကမာကွန်ပိုင်းတော့နည်းနည်းလေးအားနေပါတယ်ပြန်ထိမှကြောက်တယ်လို့ထိရင်လည်းပြာတတ်တယ် ပြိုင်ဘက်ခွန်ပွန်နိုင်လဲအဲ့လိုပါပဲ close range နဲ့ pressure ကိုကြောက်ပါတယ်ဒါပေမဲ့ရှေပွဲတွေကိုကြည့်ပြီးတော့တုံးတက်ပြီးတော့ပြောရမယ်ဆိုရင်တော့ဖြင့်ခွန်ပွန်နိုင်ရဲ့မာကုံနဲ့အာယုံဆိုင်နိုင်မှုကတော့တန့်စင်ထက်တော့တာနေပါတယ်ဟုတ်ပြီဆိုတော့တန့်စင်ဘလို့ဆော့တင်လဲနံပါတ်1အရေးကြီးဆုံးပိုင်း reach time mechan နဲ့လက်တဆက်အကွာဝေးဘယ်တော့မှပေးမဆော့မိစေနဲ့ခွာချင်းအဝေးဆုံးကိုခွာပလိုက်ကက်ချင်းအနည်းဆုံးနီးကက်ချပလိုက်ယင်းတဲ့နေရာမှာယင်းထိုးဘလောက်တိယင်းရမလဲဆိုရင်သူ့လဲကိုလဲထိယင်းပလိုက်အကွာဝေးတစ်ခုပေးဆော့မိရင်တန်းစင်ချင်းတွေရှုံးမယ် ပြီးတော့ပြန်ပြန်တဲတာမျိုးလုံးလုံးမရဘူးမွေထိုင်းသမားတွေကမွေထိုင်းဖောင်ရက်တန်နဲ့ကိုသွားတာပါထိုးလိုက်ပြန်တဲလိုက်ဆိုရင်ရှယ်ကြိုက်ပါတယ်ထိုင်းကစားသမားမို့လို့အမှန်စင်ရေခံရအောင်မှထိုးမထနိုင်ရင်ဘလုံးမမနိုင်နိုင်ဘူးဆိုတာဒါအလုံးအသိပါအဲ့တော့ရင်းသင်းတဲ့နေရာမှာအပြက်ရင်ရုံးသင်းတဲ့နေရာမှာအပြက်ရုံးရပါမယ်သူ့အကိုထိုးလင်မို့လို့လည်းမကြည့်နဲ့ ိုင်အောင်လည်းမကြည့်နဲ့တချီပြီးလို့ recovery တိုင်းချက်ကုလုံးနေတဲ့အချိန်ပြောနေတဲ့စကားကိုပဲနားထောင်ပြီးတော့ Queen ကအချိန်နဲ့အကုန်လုံးကိုကိုယ့်ရဲ့စိတ်နဲ့ကိုယ့်ရဲ့ကိုယ်ကန့်နေဖို့လိုပါတယ်။လက်ပိုင်းမှာဆိုရင်တော့ညာလက်ဘယ်လက်လုံးဝကြားလို့မရဘူး။ခြေကန်ချက်ကို body kit ပိုင်းထက် low kit တွေကိုပဲပို့ပြီးတော့သုံးသိမ့်နေ။အကွာဝေးတစ်ခုပေးပြီးတော့မစောသိမ့်ဘူး။ပြန်ပြန်မတည်သိမ့်ဘူး။မာကုံလေးလည်းပို့ရှိလာမယ်။6မိနစ်လုံး blue sign တီးနိုင်လောက်တဲ့တက်လုံမျိုးပါလာရင်တော့တန်းစင်နိုင်ပါတယ်။ ခွန်ပွန်းနိုင်ငါ short တွက်လို့မရပါမယ်အရင်ကြီးကြောက်နေရမယ်ပြိုင်ပတ်လဲမဟုတ်ဘူးအဓိကကမာကုံရဲ့ရုံအားရဲ့ပွဲပေါ်ကိုအာယုံဆိုင်နိုင်စွမ်းရှိဖို့အပြည့်အဝရှိနေဖို့ပဲလိုတာပါပေါ့ကြီးမပေါ့သေးပါဘူးပေါ့ရင်ထုံးစံအတိုင်း Telegram မှာတင်ပေးထားပါမယ်နေရတာပါ channel MSN ပါတဒါ